ကချင်လွတ်လပ်ရေးတပ်မတော် KIA တရင်ကိုတရင်6ဌာနချုပ်ကိုစစ်ကော်မရှင်တပ်ကအော်တိုဘားလာ22ရက်နေ့မနက်9နာရီခွဲအချိန်လေးချောင်းနဲ့အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ပါတယ်။စစ်တပ်လေရင်ဟာ KIA တရင်6ဌာနချုပ်နေရာပတ်ပတ်လေကိုလေရင်ပေါင်းအလုံး40ခန့်လာရောက်တိုက်ခိုက်သွားတယ်လို့ဖားကန့်ပြည်သူအမျိုးသားတအူးကအေယာဝတီသတင်းဌာနထံသို့ပြောကြားပါတယ်။တိုက်ခိုက်ခံရမှုအတွင်တရင်6တင်းတန်းချောင်းနေရာရှိအဆောက်အဦအများပြားပျက်စီးခဲ့ပြီး KIA ရရှိပါဝင်တရားဝင်ကျင်ခံတည်ဆုံးကအယောက်90ကျော်ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့တိကျခိုင်မာတဲ့မြေပြင်သတင်းရင်းမြစ်ကပြောကြားထားပါဗျ။ကာမိုင်းကျော်ပြီးကန်စီဘက်ကနေတက်လာတာရင်းချောင်းနေရာကိုပြစ်သွားတယ်။လာပြစ်တာ တော်တော်ကြားတယ်။လေရင်ပုံး40ကျိန်လောက်ရှိတယ်။나ยีဝက်လောက်ပြစ်ပြီးပြန်ဆင်းသွားတယ်လို့ပြောကြားပါဗျ။ဖားကန်းမြို့မှာ KIA နဲ့ KPDF တပ်တွေဟာပြီးခဲ့တဲ့စက်တင်ဘာလမှာအတင်းအဓမ္မတပ်သားစုဆောင်းမှုတွေပြုလုပ်ခဲ့ပြီးနောက် စစ်တပ်ကအခုလို KIA တပ်မဟာတရင်ဌာနချုပ်တွေကိုပြစ်မှတ်ထားတိုက်ခိုက်လာတာဖြစ်တယ်လို့သုံးသပ်ပြောဆိုကြပါရယ်။ဒါအပြင်အော်တိုဘာလ16ရက်နေ့ည7:00နာရီကျော်မှာတပ်မတော်က KIO ဌာနချုပ်ဖြစ်တဲ့လှိုင်စာကို အသေးခံဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ကချင်မီဒီယာတွေကဖော်ပြနေကြပါရယ်။အလားတူ KIA တရင်စနစ်နေရာကိုလည်းလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ထိခိုက်ဒဏ်ရာရသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေကိုကယ်ဆယ်ရေးလုပ်နေတော့ ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်တာကြောင့် KIA 90ကျော်တိတ်ဆုံးသွားတယ်လို့ဆိုပါတယ်။ဒီဖြစ်စဉ်တွေကိုကြည်ချင်းအဖြစ်တပ်မတော်ဟာကောက်ကျစ်ရုံမာတဲ့ KIA အဖွဲ့ကိုခြေမုံရင်မြားဦးလှဲ့လာပြီလားလို့တောင် မေးခွန်းထုတ်စရာဖြစ်လာပါတယ်။လှိုင်းစာကို drone နဲ့ပုံကျဲလိုက်တာဟာလှိုင်းစာနဲ့ drone တကန်းအကွာမှာငါတို့ရောက်နေပြီလို့သတိပေးလိုက်တာဖြစ်ပြီးကျန်းဌာနချုပ်တွေကိုလည်းခက်စိတ်စိတ်ခြေမုံလာတာတွေ့ရပါတယ်။လှိုင်းစာဆိုတာ KIO ဌာနချုပ်ရုံးဆိုင်နေရာနဲ့ လက်နက်ခဲယမ်းစစ်ရုံတွေတည်ထားပြီး KIA ရဲ့အဓိကရေတောင်းမြစ်ဖြစ်ပါတယ်။လက်နက်ခဲယမ်းစစ်ရုံတွေရဲ့ပပတ်လယ်မှာ KIA KIO ဆွေမျိုးသားချင်းတွေဂျိန်ဖောလူမျိုးတွေကိုလူသားတတိုင်းအဖြစ်ကာရန်ဖို့ရက်ွက်တည်ထားပါတယ်။ဒါကိုတက်မတော်ကအရက်သားထိခိုက်မှုအနေဆုံးဖြစ်အောင် GPS လမ်းညွှန်ဒုံးတွေနဲ့တိကျစွာခြေမုံပြလိုက်တာဖြစ်ပါတယ်။ KIO အဖွဲ့ရဲ့အုတ်ချုပ်ရေးရုံးနေရာတွေလက်နက်စစ်ရုံတွေဟာစစ်ရေးပြတ်မှတ်ဖြစ်လို့ ်ယခုထပ်ပြင်းပြင်းထန်ထန်ဘုံကျဲချေမုံတင့်တယ်လို့ထောက်ပြပြောဆိုမှုတွေလည်းတွေ့ရပါတယ်။တမတော်က KYA အကြမ်းဖက်အဖွဲ့လိုမျိုးမျိုးရွာတွေကိုရှော့တိုက်တုံးတွေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်နေတာမျိုးမဟုတ်ပဲတရင်ပေးရဲ့အတီးကြတရင်ပေးမှုတီးကြတဲ့ drone တွေနဲ့တိုက်ခိုက်တာဖြစ်လို့တိုက်ခိုက်မှုအတွင်းအကြမ်းဖက်တွေသာတည်ဆုံခြင်းဖြစ်ပါတယ်။ဒါကြောင့် KYA ကိုမြမမြေပေါ်ကဖြောင်းနေပြီလားလို့တောင်မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ဒါအပြင်တမတော်စစ်ကြောင်းများဟာ KNU KNL နဲ့ PDF ယာယီစိုးမိုးထိန်းချုပ်ထားတဲ့လေးကဲကော်ဒေတာရှိရှုကင်းတာနဲ့ဆွဲတော်ကုန်းစကန်တို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ KNU KNL ကကရင်ပြည်နယ်မြောက်ရီမြို့နယ်လေးကဲကော်ဒေတာတဝိုက်အခြေပြု၍၎င်းတို့၏အိမ်မက်ဖြစ်သည့်တီးခြားလွတ်လပ်သောကောတူလေးပြည်နယ်နှင့်ကောတူလေးအစိုးရထူထောင်ရန်အတွက်လူသစ်စုဆောင်ကတင်နှန်းပို့ချလက်နက်များတပ်ဆင်ပေးပြီးရှေ့ကာတပ်အဖြစ်အသုံးချ၍ကရင်ပြည်နယ်အတွင်းရှိစစ်ကောင်းစီတပ်၏တပ်စခန်းများအပါအဝင် ။တင်ကန်းကြီးနောင်နဲ့မြားရီဒေသရှိနယ်မြေကန်တရင်တပ်ဖွဲ့များနဲ့တပ်စခန်းများအားအင်အားအလုံးရင်းဖြင့်လင်းငိုက်ဝင်ရောက်တိုက်ခိုက်ခြင်းများဆောင်ရွက်ခဲ့ပါတယ်။ထို့ကြောင့်တပ်မတော်ကအဆိုပါ KNL KNU PDF တပ်ဖွဲ့များခိတ္တဆုံမထားသည့်တပ်စခန်းများနဲ့မြို့ရွာများအားပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ရာတင်ကန်းကြီးနောင်တပ်နယ်အား2025ခုနှစ်စက်တင်ဘာလ6ရက်တွင်ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးကော့ဂရိတ်တင်ကန်းကြီးနောင်မြားရီအာရှာလမ်းမကြီးအားပြန်လည်ထိန်းချုပ်ခဲ့ပါသည်။ဆက်လက်၍တပ်မတော်စစ်ကြောင်းများက မြန်မာထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသတခြားမြန်မာနယ်နိမိတ်အတွင်း၌ KNL လေးနှင့် PDF ခိုးအောင်းနေတဲ့လက်ခတ်တောင်ဖျားကုန်းနှင့်ပဝင်းကျင်ဒေသတဝိုက်အားစတင်ဘာလ9ရက်နေ့တွင်၎င်းလေးကိတ်ကုံမျိုးတစ်အားစတင်ဘာလ9ရက်နေ့တွင်၎င်းပြန်လည်ထိန်းချုပ်ခဲ့ပါသည်အဆိုပါမျိုးတစ်တွင်ရခိုင်ဒေသခံတိုင်းသားများတိုက်ပွဲတိမ်းရှောင်နေထိုင်ကြတော့လေ2023ခုနှစ်နောက်ပိုင်း KNL နှင့် PDF များကအဆိုပါဒေသခံတိုင်းသားများကိုမောင်းထုတ်ကာ KNL PDF နဲ့၎င်းတို့၏မိသားစုဝင်များတရားမဝင်တိမ့်ပိုက်ဝင်ရောက်နေထိုင်ခဲ့သည့်နေရာဖြစ်ကြောင်းလည်းသိရပါဗျ။ထို့သောတိုက်ခိုက်တိမ့်ပိုက်စဉ်မြမထိုင်းနယ်စပ်အနီးရှိနမဲစိုးပြေကြော်ကြားနေသည့် KK ဘက်ကိုလည်းတစ်ချိန်တည်းတစ်ပြိုင်တည်းတမတော်စစ်ကြောင်းများကဝင်ရောက်ရှင်းလင်းခဲ့ပါဗျ။တိုက်ပွဲစဉ်တစ်လျှောက်တိုက်ပွဲကြီး6ကြိမ်တိုက်ပွဲငယ်52ကြိမ်ဖြစ်ပွားခဲ့ပြီး KNU KNL PDF အလောင်း10လောင်းလက်နက်မျိုးစုံ16လက်နှင့်ဆက်ဆက်ပစ္စည်းများတင်စီရရှိခဲ့သလို KK ဘက်အတွင်းမှာလည်း တရားမဝင်ဆက်သွယ်မှုဆောင်ရွက်ရန်ရည်ရွယ်တက်ဆင်ထားသည့်စတားလင်စလောင်30စုံနှင့်ဆက်ဆက်ပစ္စည်းများအားတင်စီရရှိခဲ့ပြီးအဆိုပါအဆောက်အုံအတွင်မှအလုသမားအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးကြား68ဦးစုစုပေါင်း2198ဦးတို့အားတွေ့ရှိခဲ့ပါရခင်ဗျာ